မင်္ဂလာပါဆရာညင်ကိုဖြစ်ပါတယ်ကျွန်တော်ဒီတစ်ပတ်မှာဒီစိတ်ကူးလေးပေါက်လာတဲ့အရာလေးတစ်ခုစိတ်ထဲဝင်လာတဲ့အရာလေးတစ်ခုပေါ့နော်ခုနကတာသမီးအတွက်အကျိုးရှိမဲ့ထင်လို့ပေါ့နော်အကျိုးရှိမဲ့ထင်လို့အကျိုးရှိနိုင်တဲ့အနေအထားလေးတစ်ခုဖြစ်လို့ဒီလိုလေးထားရိုက်လိုက်တဲ့သဘောလေးပါကထိန်ရာဒီကိုရောက်ပြီးကထိန်နဲ့ပတ်သက်တဲ့အရာကိုလူတန်းတဲ့သူတွေရော အလူတန်းလုပ်နေတဲ့သူတွေရောဟိုကလှူဒန်းမှုကထိန်နဲ့ပတ်သက်ပြီးလှူဖို့တန်းမှုအတွက်ကိုစိတ်ကူးနေတဲ့သူတွေအာဘာလူရင်ကောင်းမလဲပေါ့နော်ဘယ်လိုမျိုးစိတ်ကူးနေတဲ့သူတွေအတွက်လူဝဲဝတ္ထုလေးတွေနမီရောက်ချိနေတဲ့တက်ခတ်တက်ရောက်တွေနဲ့အဝင်ခွင့်ကြဖြစ်အောင်ကိုင်းမီသွားအောင်နောက်တစ်ခုကလည်းဟိုကိုဒါနလေးလည်းပြုလို့ရတယ်ဟိုတက်ရောက်တွေရဲ့အလိုအတိုင်းလည်းလုပ်ကင်လို့ရတဲ့ခါတွေမှာကိုယ့်အတွက်ကံကြမ္မာအထောက်ပံ့ကောင်းလေးတွေရရှိဖို့အတွက်ပေါ့နော် ဟိုကိုရောက်နေတဲ့တက်ရောက်ဒီမှာဘာပစ္စည်းလှူဒန်းတင်လဲဘာပစ္စည်းတွေလှူတင်လဲအလှူတင်တင်တဲ့ပစ္စည်းလေးတွေကိုနော်ကိုကိုယ်တိုင်တတိယရောက်လှူနိုင်ဖို့အရေးကိုအဲဒီဗီဒီယိုဖိုင်လေးနဲ့ခொနရတာမျိုးအတွက်အကြံပြုပေးလိုက်ခြင်းပါတယ်နော်ဟိုတက်ရောက်တက်ခတ်ဆိုတာတက်ရောက်ဆိုတာကတော့တက်ရောက်ဆိုတာကကျွန်တော်တုံးန်းစီပေါ်နဲ့နေဟိုစမ်းပညာဘက်မှာတက်ရောက်လို့တုံးတယ်ဟိုဒီမဟာဘုတ်နဲ့ပတ်သက်ပြီးတော့တက်ခတ်ပညာ နော်လောကဓာတ်ရှစ်ပါးပညာတွေမှာကျတော့ तू ကအခက်လို့တုံးတယ်ဒါဒီလိုအတုံးနှုံးလေးတော့နည်းနည်းလေးလွဲတာတခုပဲရှိတာပါဒါပေမဲ့ကျန်တာတော့တော်တော်များတူပါတယ်တူညီတဲ့အနေအထားရှိပါတယ်နော်ဒီနေရာတွေမှာအကျံပြုတ်နေတာကတော့ကိုရောက်ရှိနေတဲ့တက်ခတ်မှာတက်ခတ်တက်ရောက်ဒီမှာကိုလှူဒန်းတဲ့နဲ့အရာလေးတွေကိုတိတိယရောက်လုပ်နိုင်မှုအတွက်ကိုအကျံပြုတ်တင်ပြခြင်းဖြစ်ပါတယ်ဒီလိုတင်ပြရမယ်ဆိုလို့ရှိရင်ပထမဦးဆုံးကျွန်တော်တင်းငန်းကွေတက်ရောက်ကိုတင်ပြပေးခြင်းတယ်တင်းငန်းကွေတက်ရောက် ဟိုလောကဓာတ်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ပတ္တနာတက္ခတ်ပေါ့နော်ပတ္တနာတက္ခတ်တနည်းကိုတက်ရောက်ကိုရောက်ရှိနေတဲ့ခொနရတာသမီးဘသူမဆိုပေါ့နော်ဘသူမဆိုခொနရတာသမီးတော့မင်းလူတန်းတင်းတဲ့အရာတွေရတော့လीကျွန်တော်တို့ဖယားတွေဟိုဖယားမှာတုံးတဲ့ဖယားပန်းအိုးနော်ဖယားပန်းအိုးဖယားပန်းနော်ကထိန်မှာကထိန်မင်းကြီးလူကျင်တဲ့ကထိန်ကြောင်းတွေပါရှိတယ်ဆိုလို့ရှိရင်အဲ့ဒီကထိန်ဒီမှာပေါ့နော်ဖယားပန်းအိုးတို့ဖယားပန်းတို့ နော်ဒန်တူလေးတွေသူတင်တယ်နော်နောက်တစ်ချက်ကတို့ရေတန့်နဲ့ပတ်သက်တဲ့ကိစ္စနော်ရေတန့်ရေတန့်ဘူးတော်၎င်းဒါမှမဟုတ်လို့ရှိရင်ရေတန့်ဆက်တော်၎င်းနော်ရေတန့်စင်တဲ့ပစ္စည်းအရာဝတ္ထုကရိယာမှန်တယ်များဘယ်ဟာမဆိုလူတန်းလို့ရတယ်ရေနဲ့ပတ်သက်တဲ့အရာတွေလူတန်းလို့ရတယ်နော်အဲ့လိုမှမဟုတ်ပဲနဲ့တချို့အဲကြလို့ရှိရင်လှဲ့လေသွားလာနေတဲ့သူတွေလှဲ့လေပြီးတော့ကထိန်လှဲ့တယ်ကထိန်လှဲ့တဲ့သူတွေကိုဟာလာတခုခုအဲ့ခံလာလို့ကျွေးမွေးလာလို့ ဒါမျိုးလေးတွေလုပ်လို့ရတယ်။ကိုမတတ်နိုင်ဘူးဆိုလို့ရှိရင်တတ်နိုင်သလောက်လုပ်လို့ရတယ်။ဘလောက်ပဲယူမရှိဘူး။ဘလောက်ပဲယူလောက်ရမယ်လို့မရှိဘူး။နော်။နောက်ထပ်တစ်ချက်တနည်းအားဖြင့်တက်ရောက်ကိုရောက်ထားတဲ့သူတွေဆိုလို့ရှိရင်တနည်းအားဖြင့်တက်ရောက်မှာဆိုလို့ရှိရင်ကိုကကထိန်နဲ့ပတ်သက်တဲ့အရာတွေမှာတွေ့ခဲ့ပြီဆိုလို့ရှိရင်တချို့ကိုအနေနာပုံကြောင်တွေမှာကထိန်တွေပဲရှိခဲ့ပြီဟိုကလည်းလှူဒန်းမှုအတွက်ကိုတချို့ပစ္စည်းပစ္စည်းအစည်းတိုင်းတာတွေနဲ့ကိုဘက်ကဝယ်ချမ်းမှုမတတ်နိုင်ဘူးဆိုလို့ရှိရင်နော်လှုပ်လို့ရတဲ့ခွန်အားနော် ကာယအာနဲ့ကိုညီလို့ရတဲ့အရာလေးတွေကိုလည်းထပ်ပြီးပြောခြင်းတယ်တနင်္ဂနွေတက်ရောက်ကိုတနင်္ဂနွေတက်ရောက်ပတ်သမတက်ခတ်ကိုရောက်နေတဲ့သူကြီးဆိုလို့ရှိရင်ကျွန်တော်တို့ဟိုချက်ရည်ပြုတ်ရည်လောက်တဲ့နေရာတွေမှာပေါင်းအိုးတွေရှိတယ်ပကန်းတွေရှိတယ်နော်ပေါင်းအိုးတွေကိုပေါင်းအိုးတွေကိုစီကြောတာတို့တန့်စင်တာတို့ဒါမှမဟုတ်ရှင်ဖျားပန်းအိုးတွေလဲပီးတာတို့ဖျားပန်းအိုးတွေစီကြောတန့်စင်တာတို့နော်ဒါမျိုးလေးတွေတွားရောက်ကိုနေပြီလားဒါဆိုလို့ရှိရင်တနင်္ဂနွေတက်ရောက်မှာကျွန်တော်တို့ ဟိုကံကြမ္မာအညံ့လေးတွေရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကံကြမ္မာအညံ့လေးတွေရော့ပါသွားလိမ့်မယ်ကံကြမ္မာဟိုကိုယ်အတွက်လောရကံရအခက်ခဲလေးတွေရှိနေတယ်အလုံးမအကင်မားတွေဖြစ်နေတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီကောင်တော့သူပြန်တည့်သွားလိမ့်မယ်နော်ဒီလိုအရာမျိုးလေးတွေကျွန်တော်ဖြစ်စီခြင်းလို့နော်ခွန်ရတာတင်ပြီးအကျိုးရှိနိုင်တယ်ခြင်းလို့အကျိုးရှိနိုင်ဖို့အတွက်ကိုဒီယာတီနဲ့ပတ်သက်တဲ့အရာပေါ့နော်အရာလေးတွေကိုပြန်ပြရခြင်းဖြစ်ပါတယ်တနင်းကနေတက်ရောက်ပြီးသွားတော့ကျွန်တော်တို့တနင်းလာနဲ့ပတ်သက်တဲ့တက်ရောက်တနင်းလာနဲ့ပတ်သက်တဲ့တက်ရောက် တနင်္လာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့ view ရလဲဆိုလို့ရှိရင်ပတ်တန်တာပြီးွားလို့ရှိရင်လာဘောလို့ယူရတယ်နော် လာဘောကျွန်တော်မက်ကင်ရှစ်ပါမှာလာဘောအလာဘောရှိတယ်ပတ်တန်တာနေတာဆိုတာဒီလိုမျိုးရှိကြတယ်နော်အတန်လိုက်ကြွားကြတဲ့အနေဓာတ်တွေပေါ့နော်လာဘောတက်ရောက်လာဘောတက်ရောက်တနင်္လာတက်ရောက်လာဘောတက်ခတ်တနင်္လာတက်ရောက်ဒီလိုအချိန်ခါမျိုးရောက်ရှိနေတဲ့ခဏရတာတမီးလေးဆိုလို့ရှိရင်ဘာသူမဆိုးပါတော့ဒီလိုအချိန်ခါမျိုးရောက်ရှိနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ငွေကြီးနဲ့ပတ်သက်တဲ့အရာတွေကို ငွေကြီးနဲ့ပတ်သက်တဲ့အရာတွေကိုသူတို့ဟိုအလူတန်းလုပ်ပြီးတော့တရားနာရည်စက်ချတဲ့အချိန်ခါဒီမှာငွေကြီးနဲ့ပတ်သက်တဲ့ဟိုရှင်မုံဝင်မှုကျဲတဲ့အရာတွေလုပ်ပြီးလို့ရတယ်နောက်ထပ်တစ်ချက်ကတော့အဲ့ဒီအဖွဲ့တွေမှာပဲငွေကြီးပန်းတကူဘယ်သူယူယူတင်ငွေယူလို့ရပါဆိုပန်းတကူကြီးစုံပေးလို့ရတယ်အဲ့လိုမျိုးတွေလုပ်လို့ရတယ်ဒါပြီးသွားပြီဆိုလို့ရှိရင်သူကအဲ့ဒီငွေပတ်တဲ့ပြင်ဒီငွေကြီးနဲ့ပတ်သက်ပြီးယူလို့ပြီးသွားပြီဆိုလို့ရှိရင်တချို့တော်သူတွေ ပေါ့နော်တချို့တော့ဟိုငွေကြေးနဲ့ပတ်သက်ပြီးတော့အများစားကြီးမလူနိုင်ဘူးမတတ်နိုင်ဘူးကိုတတ်နိုင်တော့ဒီနဲ့လှုပ်ချင်တယ်ဆိုတဲ့သူတွေအတွက်ကိုလည်းကျွန်တော်တို့ကတင့်တော်တဲ့အရာလေးပြီးကျင်တယ်တင့်တော်တဲ့အရာလေးတွေပြီးကျင်တယ်အဲ့ဒါဘာလို့ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့လေဒီအများတောက်တဲ့တောက်ရီအိုးတွေရှိနေတယ်ရေတန့်ဘူးတို့တော်လကောင်တောက်ရီအိုးတော့တော်လကောင်ကိုမဝယ်နိုင်ဘူးမဝယ်တိုက်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီရေဘူးတွေရေအိုးတွေကိုလည်းအတန်းနိုင်ဆုံးရေလိုက်ဖြည့်ပြီးဒီအိုးတွေဒီဘူးတွေကိုကြီးလိုက်ဖြည့်ပြီးကုံတွေရဲ့အခြေအနေကိုလိုက်ဖြည့်ပြီးရေအေးနေအောင်ဖြည့်ပြီးဖြည့်ပြီးလက်ခါကြလို့ရှိရင်လည်းသူကပို့ပြီးတော့ အဆင်ပြေနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။အဆင်ပြေလာနိုင်တဲ့အနေအထားပုံစံမျိုးလေးတွေရှိတယ်။နော်။ TV လေးတွေလှူပေးလို့ရတယ်။ TV လေးတွေလှူပေးလို့ရတယ်။ရေအိုးတွေရေဖြည့်တာတွေလုပ်လို့ရတယ်။နော်။သူတို့နောက်ပြီးတော့ချက်ရေပြုတ်ရေးတွေမှာရေနဲ့ပတ်သက်တဲ့အရာလုပ်တယ်ဆိုလို့ရှိရင်ကိုကိုတိုင်းအဲ့ဒီရေကိုခတ်ယူတော့လကောင်းထမ်းယူတော့လကောင်းနော်။အတတ်နိုင်ဆုံးကိုအားညာအားနဲ့လုံနိုင်တဲ့အရာကိုရေနဲ့ပတ်သက်တဲ့အရာကိုအတိအကျလုပ်ပြီး အဓိကလုပ်ပြီးနောက်ပြီးတော့ဟိုအပေကြံစီးတာပေါ့စားပြီးတောက်ပြီးတဲ့အပေကြံစီးတဲ့နေရာမှာအတန်းတိုင်းဆုံးလိုက်စီးပြီးဟာအိုးတွေခွက်တွေကိုအဓိကစီးအိုးတွေခွက်တွေအိုးကြီးတွေပါလေအဓိကစီးအဲ့ဒါလိုမျိုးလေးတွေကိုကြီးနဲ့တန့်စင်အောင်စီးပြီးဒါဆိုလို့ရှိရင်တဲ့ဒီတနင်္လာတိုက်ရောက်မှာကြာကြာမှာအညံ့တွေဖြစ်လာမဲ့အနေထားကနေပြီးတော့သူအညံ့ကနေပြီးတော့အကောင်းဘက်ကိုပြောင်းသွားနိုင်တယ် အကောင့်ဘက်ကိုပြောင်းသွားလိမ့်မယ်။ကိုယ်မှာလုံနေကင်တဲ့အိမ်တွင်းရေးပြဿနာတက်နေတာတို့အလုပ်တိုင်းပြဿနာတက်နေတာတို့ဒီပြဿနာတွေငြိမ်းချမ်းသွားလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်ပြီးအပူများနေရဆိုလို့ရှိရင်ဒီအပူတွေအေးချမ်းသွားလိမ့်မယ်။နောက်မှလို့ရှိရင်ကိုယ်အလုပ်တခုလုပ်ဖို့အတွက်အခက်အခဲဖြစ်နေတဲ့အကြောင်းမျိုးနဲ့အခက်အခဲဖြစ်နေတဲ့ဆိုလို့ရှိရင်လေကိုယ်မှာဟိုအခက်အခဲလေးတွေကြီးလေသွားလိမ့်မယ်။လုံငန်းကင်ကနဲ့အတိုက်ခံများနေတယ်။ကိုယ်လုပ်တဲ့ကင်တဲ့သူအရာတွေမှာအတိုက်ခံတွေများနေတယ်ဆိုလို့ရှိရင်အဲ့ဒီအတိုက်ခံတော့ကိုယ်လည်းအကာအကွယ်ဖြစ်သွားလိမ့်မယ်။ ဟိုဒီအလှလေးဒီတက်ရောက်အလှလေးအတင်းတင်းလေးလေးနဲ့တင်ဟိုတချို့သောအန်ဒီရဲ့ကိစ္စရက်လေးတွေတော်တော်များများကင်းလွတ်သွားမှာဖြစ်တယ်ဒီလိုကင်းလွတ်သွားနိုင်မှုအရေးကိုဒီတက်ရောက်မှာတနင်္လာခေါ်လာဖို့တက်ရောက်မှာဒါလေးတွေပြုလုပ်ပြီးဖို့အကြံပြုချင်ပါတယ်နောက်ထပ်တစ်ချက်ကျွန်တော်တို့အင်္ဂါတက်ရောက်ကိုတွားကြည့်အောင်အင်္ဂါတက်ရောက်နဲ့ဗုဒ္ဓူတက်ရောက်ကကျွန်တော်တို့ကတိုင်စင်လေးတွေနည်းနည်းတူတယ်တက်ရောက်တိုင်လေးတွေနည်းနည်းတူတယ်တုံးနှပ်ပုံနှိမ့်တိုင်လေးတွေတူတယ်တူတဲ့အတွက်ကြောင့်အင်္ဂါနဲ့ဗုဒ္ဓူနှစ်ခုကိုတွဲပြီးပြောချင်တယ်နော်တစ်ခုကိုတွဲပြီးတော့အကြံပေးချင်တယ် အင်္ဂါတက်ရောက်ကိုရောက်ရှိနေတဲ့မိတ်ဆွေတွေရှိတယ်ဆိုလို့ရှိရင်အင်္ဂါတက်ရောက်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ငွေပရိသေပင်ပါနော်တန်းနိုင်တဲ့လောက်ငွေငွေလေးတွေတွားပြီးပရိသေပင်တွားပြီးလေတန်းနိုင်တဲ့လောက်ငွေပရိသေပင်လေးတီးပြီးနေမလို့ရမလို့အချိန်မလို့ငွေကြီးပမာဏမလို့အဘူးတီးရဲဆိုရင်ရပြီနော်ငွေကြီးနဲ့ပတ်သက်တဲ့ပရိသေပင်လေးတီးပြီးနောက်ပြီးတော့အဲ့ဒီကထိန်လုတ်တဲ့နေ့ဒီမှာကထိန်တင်ငန်းကတ်တဲ့နေ့ဒီမှာဆိုကျွန်တော်တင်ငန်းလေးတွေကတ်ပြီးနော်ကထိန်တင်ငန်းလေးတွေကတ်ပြီး ကထင်တင်ကန်းကိုလည်းကိုတတ်နိုင်တဲ့လောက်လဲဝယ်ပြီးကတ်လို့ရတယ်နော်အဲ့လိုမျိုးလေးတွေကတ်လို့လည်းရတယ်ဒါမှမဟုတ်လို့ကိုကထင်တင်ကန်းလည်းမကတ်နိုင်ကတ်ဖို့တော့ကိုလည်းအဆင်မပြေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လည်းလွယ်လွယ်ကူကူလုပ်လို့ရတဲ့အရာလေးတွေရှိတယ်တချို့တော့အရာလေးတွေကဘာလဲဆိုလို့ရှိရင်တကြားတတ်နိုင်တဲ့လောက်လေးကိုတတ်နိုင်တဲ့လောက်ပဲဝယ်900ဝယ်လည်းရတယ်1000ဝယ်လည်းရတယ်ဟုတ်ဘလောက်ပဲဖြစ်ဖြစ်တကြားလေးဝယ်ပြီးတော့အချို့ဝယ်သုံးတဲ့နေရာလေးမှာထည့်လာပေးလိုက်ဘသူစားစားထည့်လာပေးလိုက်တဲ့အခါကျလို့ရှိရင်သူက ဒီဟိုလိုမှာဆိုတော့ကိုယ့်ရဲ့အခက်ခဲပိုင်းဆိုင်ရာလေးတွေဘဝခါပြီးနေတဲ့အရာလေးတွေတော့ပြန်ချိုသွားလိမ့်မယ်။ဒီရဲ့ available ပါလား။နော်။ဒါအင်္ဂါတက်ရောက်ဒီမှာလုံလို့ရတဲ့အကြောင်းအရာလေး။ပြီးသွားတဲ့အခါကျလို့ရှိရင်ကျွန်တော်ဘုဒ္ဓတက်ရောက်။ဘုဒ္ဓတက်ရောက်ကြတော့တိတ်ပြီးတော့မကွာလှောက်။တိတ်ပြီးတော့အင်္ဂါနဲ့ပုဒ္ဓကတိတ်ပြီးတော့မကွာလှောက်။နည်းနည်းလေးပဲကွာသွားတာပါလဲဆိုလို့ရှိရင်ပရိသတ်ပြန်မှာကျွန်တော်စီးပရိသတ်ပြီးလေးနေပြီ။နော်။စီးနဲ့ပတ်သက်တဲ့အရာလေးတွေအစာရင်ဈေးတော်လကောက်နော်။နောက်ပြီးတော့ဟို အတက်ကြီးရွယ်အများကြီးအတွက်အားစီးတော်လကောင်းနော်ဒါမျိုးလေးတွေစီးနဲ့ပတ်သက်တဲ့အရာလေးတွေလှူပြီးအကြောအားစီးတွေလှူပေးလို့ရတယ်နော်ဒီစီးပရိသတ်ပင်လေးတွေစီးလေးတွေပြီးပြီးလို့ရတယ်နောက်ထပ်တစ်ချက်ကတော့ဟိုတင်ခန်းနော်အတက်နိုင်ဆုံးတော့ဒီချိန်ခါမှာကျွန်တော်တင်ခန်းအစုံလိုက်လေးဒါစုံလောက်တော့လှူစီခြင်းနော်အတင်ခန်းအစုံလိုက်လေးဒါစုံလောက်လှူပြီးမိမိမှဖြစ်ပြနေတဲ့တောကလေးတွေကင်းသွားလိမ့်မယ်မိမိမှဖြစ်ပြနေတဲ့အထက်ကလေးတွေယော့သွားလိမ့်မယ်မိမိမှဖြစ်ပြနေတဲ့ ပြဿနာလေးကြီးငြိမ်းချမ်းသွားလိမ့်မယ်နော်ဒီဗုဒ္ဓဟူတက်ခါမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတဲ့သူတွေအတွက်ကလည်းမိမိအတွက်ဖြစ်နေတဲ့အခက်အခဲပေါ်မှာစီအနာနဲ့စီလိုအပ်တဲ့အရာစီနဲ့ပတ်သက်တဲ့အရာလေးတွေပြည့်စုံသွားလိမ့်မယ်မိမိဖြစ်ပေါ်နေတဲ့ပြဿနာတွေပြည့်လဲစွာရအလန်းချောင်းလေးတွေပေါ်သွားလိမ့်မယ်နော်ဒါကဗုဒ္ဓဟူတက်ရောက်သွားတာဖြစ်ပါတယ်ကျွန်တော်တို့ဗီဒီယိုခိုင်းကနည်းနည်းလေးတအားရှိလို့မရတဲ့အတွက်ကြောင့်မလို့ကိုကြံတဲ့စနီကြတာပရီယာဟုတောက်ကြကြံတဲ့လေးခန်းအတွက်ကိုနောက်ထပ် ဗီဒီယိုဖိုင်တစ်ခုနဲ့ထပ်မံတင်ပြပေးပါမယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေ။ဆရာကြီးကိုဖြစ်ပါတယ်နော်။